ကဲအဲ့တော့ချက်ချက်အစီအစဉ်ဖြစ်ပါတယ်ချက်ချက်အစီအစဉ်မှာအလင်းဒီနေ့အတွက်ဘလို့အကြောင်းအရာလေးပြောဖို့အတွက်စီစဉ်ထားလဲအဲ့ဒါလေးသိချင်ပါတယ်ဟာတခါတလေကြာရင်လူတွေကလေဆုံးရှုံးသွားတဲ့အရာတွေကိုလေအလူတယောက်မှာပေါ့နော်လူတိုင်းလူတယောက်ရင်မဟုတ်လူတိုင်းလူတိုင်းမှာလေအဲဆုံးရှုံးသွားပြီဆိုရင်ပြန်မရနိုင်တဲ့အရာတွေအများကြီးရှိတယ်အဲ့ဒါကတော့နင်ပြောမှလားဆိုပြီးတော့သူများတွေကမိကုန်းပြန်ထုံရင်ထုံမှာပေါ့နော်အများသောအားဖြင့်ဆုံးရှုံးသွားရင်ပြန်မရနိုင်တဲ့အရာတွေကဟို မက်ဆီမာအားဖြင့်တွေးရင်သူတွေကအချိန်တို့ကိုမိပါတို့ကိုချစ်တဲ့အဲကိုချစ်ရတဲ့သူတို့ကိုချစ်ရတဲ့ပူစီလေးတွေကိုချစ်ရတဲ့တီတီအဲ့လိုမျိုးလေးတွေဆိုတဲ့အခါကျတော့ဒါကတော့တပိုင်းပေါ့အခါကျရင်ဆုံးရှုံးသွားတဲ့အရာတွေကပြန်မရနိုင်တာလေအဲလင်းထင်တဲ့တစ်ခုထဲမှာတော့လေတိခတ်နိုင်စွမ်းလို့ထင်တယ်อืม ဟုတ်တယ်နော်အစုလက်ကောအဲ့လိုမျိုးရှိခဲ့ဘူးမှာပဲလို့ထင်တယ်ခက်ချင်သူကအရန်တိခန့်တယ်လေဟုတ်တယ်အာလင်းတော့ဆိုလဲအရင်တော့ဆိုတခုခုဆို back နဲ့ back နဲ့ပြောလိုက်တာရှိရဲ back နဲ့ back နဲ့ပြောလိုက်တာပြီးသွားတော့အဲမှာတခုခုဆိုပြန်တုံ့ပြန်တာတုံ့ပြန်မှုအာအရန်ကောင်းတာပေါ့ဟုတ်ကဲ့တုံ့ပြန်မှုအာအရန်ကောင်းတာပေါ့နော်ပြန်ဆန်တာပေါ့ပြန်ဆန်တာပေါ့နောက်ပိုင်းကျတော့အဲ့ဟာတွေကအသက်အရွယ်တခုနဲ့အချိန်တခုရောက်လာတဲ့အခါကျတော့အဲ့ဒီဟာအရန်ကိုကိုကို မှားနေမှန်းကိုသိတယ်ဟုတ်ကဲ့သိတော့အတနိုင်ဆုံးသိခံလိုက်တယ်အဲ့တစ်ခါတလေကျရင်နေပယ်တစ်ခုမှလည်းအရင်သိခံတာများရင်လည်းအဲခေါင်းမော်ကိုတက်နေကြင်ကြတယ်လူတွေကရှိကြတယ်လူတိုင်းကိုမဆိုလိုပါဘူးကောင်းတဲ့လူလည်းရှိခဲ့အဲ့လိုအဲကိုကအသီးခံလိုက်လို့ရှိရင်ငါ့ကိုကြောက်လို့လားတစ်ဖက်လူကဟုတ်ကဲ့တွေ့တယ်မလားငါပြောလိုက်တာငြိမ်သွားပြီလေ မလီသူ့ချိုးတွေကိုကြီးလိုက်ပါအောင်ဆိုရဲလောင်ပြောင်ရေမောတန်တွေကိုလည်းပြန်ကြားရတဲ့အခါမျိုးတွေရှိတယ်။သိခံတယ်ဆိုရဲအရာတစ်ခုမှာနှစ်မျိုးရှိတယ်။အဲ့လူကိုချစ်နေတယ်။အဲ့လူကိုတန်ရုံးစင်ရှိနေတယ်။အဲ့လူပါလို့လို့ငါဖြစ်နိုင်သိခံပြီးလိုက်မယ်ဆိုရဲချစ်တဲ့စိတ်မေတ္တာတရားနဲ့သိခံပြီးတဲ့ဟာမျိုးလည်းရှိတယ်။ဟုတ်တယ်။တချို့သိခံတာကဇာတော့အော်ဒီလူနဲ့ငါနဲ့ကရံဖတ်ဖြစ်နေလို့အဆင်မပြေဘူး။ ငါအလုပ်ကိုလည်းထိခိုက်နိုင်တယ်။ငါပတ်ဝန်းကျင်မှာလည်းဘာမှအကျိုးရှိမှာမဟုတ်ဘူးဆိုပြီးတော့ဖြစ်နိုင်တဲ့ဟာမျိုးတွေနဲ့လည်းတိခန့်လိုက်ရတာမျိုးတွေအောင်သီးသီးနဲ့တိခန့်လိုက်ရတာမျိုးတွေလည်းရှိတာပေါ့နော်။ဒါပိုင်းတချို့ကျတော့လည်းအရင်တိခန့်တိခန့်တာများတဲ့အခါကျရင်တချို့လူတွေကကျတော့လည်းဥပိ္ပခပြုတ်လိုက်တဲ့ဘက်ကိုသွားတဲ့သူရှိတယ်။တချို့ကျတော့လည်းအရင်တိခန့်တာများပြီးပောက်ကွဲတဲ့အချိန်မှာအရင်ဆိုးတယ်။အဲ့ချိန်ကပိုဆိုးတယ်။အဲ့ချိန်ကအဲ့ချိန်ကလူကကိုယ့်ကိုယ်ကိုတိခန့်နိုင်တယ်။ အဲသိခန့်နေဆိုတဲ့ဟာလေးကလေသကလုံးလေးကသုံးလုံးနဲ့အဲ့ဒါကိုကျင့်သုံးကြည့်အရန်ခတ်တယ်ခတ်တာပေါ့ဟုတ်တယ်ဆက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 ်ကိုပြုံးနော်တော်သားရထင်းချက်ကိုမှန်တာဆိုရင်လည်းရှင်းပြခြင်းပဲမြင်မယ်ခါကလေးဆိုင်ကိုမှန်ချောင်းကိုရှင်းပြနေရင်ရှင်းပြနေရင်တချို့သကလုံးလေးတွေကအမှားပါသွားတတ်တယ်လို့လည်းကတော့ထင်တယ်ခါကျရင်ရွေးချယ်စရာတွေရွေးချယ်စရာတွေရှိကြရတယ်မှာတော့လေလူတွေကတော့အဲသိခန့်လိုက်ပါလားဆိုတဲ့ဟာလေးကလွယ်လွယ်လေးอืม တိခတ်နေဆိုတဲ့စကားလုံးဝတိတ်လွယ်တယ်ဟုတ်ကဲ့ကျင့်သုံးဖို့ဟာတိတ်ခတ်ခဲလို့လည်းရတော့ထင်တယ်ဟုတ်ပါတယ်လင်းလည်းအရန်ခတ်ခဲခဲ့ရတယ်ဟုတ်ကဲ့အာတခါလေးကြရင်ပတ်ဝန်းကျင်မဟုတ်ဘူးเนาะမိသားစုအတိုင်းဝဲမှာလည်းထိုးနှက်ခံခဲ့ရတာမျိုးတွေရှိတယ်ကိုနေပဲအသီးသီးမှာလည်းတိုင်ဆိုင်တိုက်ခိုက်ထိုးနှက်ခံရတာတွေရှိတယ်အာတိခတ်ရင်တိခတ်ရင်ねပောက်ကွေးကျင်တဲ့အချိန်တွေဆိုရင်ဘာလုပ်လိုက်ရလဲဆိုတော့တခါတလေကြရင်လေ อ่อปลိုက်ฉินน่ะอ่อยออดอะมันอ่อปลိုက်หลุป่อตัวอ่ะเนาะมาอ่อยินลิဒီမှာအဆိုင်ကဖြစ်လာဆိုင်ကဖြစ်ပြီးတော့လေဆွဲကောက်ပြီးတော့တည်ရမလားအဲ့လိုလေအဲ့လိုမျိုးတော့လင်းရတော့အဲ့လိုဖြစ်တယ်တခြားလူကဖြစ်မဖြစ်တော့မသိဘူးပေါ့နော်အရှမ်းလေကို့ပေါ်နိုင်တက်စီတင်လောက်လာများပြီအရှမ်းအဲ့လိုဖြစ်လာတာများပြီဆိုရင်လေဟိုတွေးတဲ့ခါနဲ့ကောက်ရိုက်ချင်တာဟုတ်တယ်အဲ့လိုစိတ်မျိုးဖြစ်တယ်အဲဟုတ်တယ်လင်းပြောတာအဲ့လင်းမဖြစ်ဘူးဆိုတာအလကားပြောတာနော်လင်းကတော့ အရင်တော့ကဖြစ်တယ်ဒါပေမဲ့အဲ့ဒါကိုရှောင်းအောင်ထိန်းတယ်ရှောင်းအောင်ထိန်းတယ်ဟုတ်ကဲ့အဲ့အချိန်မှာလဲဆက်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 ကိုကိုကိုတုံပြီးတော့သွေးမြန်တိုးနေလာအောင်ပြောသိရမလားဟိုသွေးပူနေတာလားအဲ့လိုမျိုးဆိုရှော့ပါရှော့ပါအခုပါတော့တခါတလေစားရင်အဓိကကတော့လေလောကမှာလေကိုကိုကိုပဲပြန်ထိန်းချောင်းနိုင်တာအကောင်းဆုံးပဲအဲ့လူဆိုတာလေကိုပြုတ်ပြင်ပြောင်းလဲပေးလို့လင်းအမြဲပြောလို့ရှိပါတယ်ငါပြည့်ပြင်ပြောင်းလဲပြီးလဲလို့ကောင်းသွားတဲ့အရာဆိုတာဘာမှမရှိဘူးကိုပြည့်ပြင်ပြောင်းလဲပြီးကောင်းသွားတဲ့အရာလေးတွေကဘာရှိလဲဆိုတော့လေကိုချစ်ရတဲ့ ပုစီလေးတွေတော့မကိုပြုတ်ပြင်းမင်းကိုလာနဲ့ညှောင်းဆိုလာပြီးတော့အဲ့ဒါပဲရှိမယ်လူတော်တော်များများကိုဗီဇာနဲ့ကိုအချင်းစရိုက်နဲ့ကိုလာကြတယ်လို့လင်းရတော့ထင်တယ်ဟုတ်ပါတယ်နဲ့အဲ့ဒီအတွက်ကြောင့်ကိုပြင်းချင်းမှပြင်တာလေကိုပြင်းချင်းမှပြင်တာလေအဲကိုစိတ်ကိုကိုပိုင်ကြရတဲ့အတွက်ကြောင့်လူတယောက်ကကောင်းစီခြင်းလို့ပြောပြင်မဲ့လဲသူလိုက်နာခြင်းမှဖြစ်တဲ့အရာတစ်ခုဆိုတဲ့အခါကျတော့တစ်ခါတည်းကျတချို့ဟာတွေကိုလဲလေဟိုဥပိ္ပခါပြုတ်လိုက်ရတာရှိတယ်ဒီကုနာပိုင်းကျတော့လေတိခန့်ရင်တိခန့်တက်လာတယ်ဆိုတာရဲ့အဆင်ကိုကြော့လွန်ပြီးတော့လေဒါကဘာဖြစ်သွားတာသိလားဟုတ်တယ် ဥပိ္ပခါပြုလိုက်ဥပိ္ပခါပြုလိုက်တာအာအမှန်နဲ့နော်ဟုတ်တယ်လူတွေကဟိုဥပိ္ပခါပြုလိုက်တော့အရင်ဆုံးဘာဖြစ်သွားလဲဆိုကိုကိုအေဂျင့်ကိုအေဂျင့်တော့စိတ်ချမ်းသာသွားဟုတ်တယ်စိတ်ချမ်းသာသွားတယ်အဲ့တော့အဲဒီခံလိုက်ပါလားနေရာလဲဘာမှဖြစ်တာမှမဟုတ်တာ no လူတိုင်းက စိတ်နဲ့ကိုယ်နဲ့ရှိရစိတ်နဲ့ကိုယ်စိတ်နဲ့ရုပ်နဲ့နာနဲ့နှစ်ပါးမှာလူတိုင်းကတော့စိတ်တော်တတ်ကြတာကြီးပဲကျမတို့လည်းဟိုအမြတ်တိုင်းပြောရင်တရားထိုင်တယ်ဆိုရင်တစ်ခါကျရင်လူစိတ်ဆိုတာရှိရလေတစ်ခါကျရင်တစ်ခါလိုက်ပါကိုကလူတိုင်းနဲ့အဆင်ပြေနေပါပါအဲ့စကားကိုလည်းလည်းလက်မခံပြန်လူတိုင်းနဲ့အဆင်ပြေနေပြီဆိုတော့ယူနေလို့ no လူတိုင်းနဲ့အဆင်မပြေနိုင်ဘူးဟုတ်တယ် ကိုယ့်ရဲ့ level အသီးသီးမှာအလုပ်လုပ်ရင်တော့လူတိုင်းနဲ့ customer တွေနဲ့တော့အတက်နိုင်ဆုံးအဆင်ပြေအောင်နေရတယ်မြေ။ तू ကလူတိုင်းနဲ့တဲ့တယ်လေလူတိုင်းလည်း no မဟုတ်ဘူး။ခိုင်ချင်ကိုနဲ့အဆင်ပြေနေတဲ့သူကလည်းတသက်အုပ်စုတစုသသက်ရှိတယ်။ဟုတ်တယ်။လူတရာမှာတရာလုံးနဲ့အဆင်ပြေနေတော့အဲ့လူကတခုခုလုံနေလို့နေလိမ့်မယ်။တရာမှာအ ਨੇ ဆုံးတော့လေဟို50 60လောက်နဲ့အဆင်ပြေနေရဆိုတာယုတ်တိရှိတယ်။တရာမှာတရာအဆင်ပြေရဆိုတာအယမ်းရှာမသိဘူးလင်းတော့မမြင်ဘူး။ဟုတ်ကဲ့။ ဘယ်စင်ရောမြင်ဘူးလားอืมဘယ်မြင်ဘူးပါဘူးတို့ဟိုပြောမှာဆိုရင်ဒီတီးခန့်တယ်ဆိုတာလည်းလေလင်းခုနပြောလို့အတိုင်းတာတစ်ခုရှိရယ်လေ limit ကျော်သွားပြီဆိုရင်ကိုပါဆက်လုပ်မလဲဆိုတာတစ်ခုပဲကိုစဉ်းစားရတော့မှာပေါ့နော်ဟိုငငယ်ဦးကဆိုရင်တော့ကျွန်တော်ကပက်ခနဲ့ပက်ခနဲ့ပြန်ပြန်ပြောတာလေတစ်ခုခုဆိုရင်လေတက်ကြရည်ဆိုတော့တက်ကြပါလေအဲ့လို more series ဆိုတော့လေကိုမှန်နေပါကိုမှန်နေတော့ပြန်ပြန်ပြောဖြည့်ရှင်းတယ်အဲ့ခါကျရင်လည်းအဲ့လိုပြန်ပြောမိတာပေါ့နော်အဲ့တော့ဘာဖြစ်လဲဆိုတော့အမားပါတယ်အမားပါတတ်တယ်လေနော်ကိုဘလောက်ပဲမှန်မှန်ကိုပြန်ပြောလိုက်မိရဲ့အတွက်ကြောင့်ဒါကိုအမားဖြစ်သွားတာပေါ့နော်အဲ့တော့မှန်ရနေပြီးတော့အမား ဖြစ်သွားတော့နောက်ဟိုဒီအသက်အရွယ်ကြီးလာတဲ့အခါကျတော့ပြန်ပြီးတော့ဟိုရင့်ချက်လာတယ်အများကိုရီးယားအဲ့ဟာဘယ်လိုလူမှုအတိုင်းဝိုင်းမှာကိုဘယ်လိုဒီဆက်ဆံရေးကိုအကောင်းဆုံးပြန်ပြီးတော့ဟိုပြုတ်ပြင်ထိမ့်သိမ့်မလဲဆိုတဲ့အကြောင်းအရာလေးညာစင်းတို့တိလာရတယ်တိလာတော့အဲ့ဒါကိုပြန်ပြီးထိမ့်သိမ့်လိုက်တယ်ပေါ့နော်ဆင်ကျင်လိုက်တယ်ပေါ့နော်အဲ့တော့ခုနပြောသလိုဆင်ကျင်လိုက်တဲ့အချိန်မှာသူ့ဘက်ကထပ်ပြီးတော့ ကိုယ့်ဘောတီးခတ်နိုင်ဇွမ်းရော့အောင်ထပ်ပြီးလုပ်နိုင်မယ်ဆိုရင်တော့ခုနဥပိ္ပခါတော့အကောင်းဆုံးပဲအဲ့တော့ဥပိ္ပခါပြုတဲ့အခါကျရင်လဲဆိုတော့ဥပိ္ပခါဆိုတဲ့ဇာတ်ကလည်းသူ့ဟိုချစ်ချင်းမုန်းချင်းမရှိတာချစ်ချင်းမုန်းချင်းမရှိတော့ပဲဇိမ်းပြောက်လို့နေလိုက်တာဟုတ်တယ်ဇိမ်းပြောက်လို့ပဲနေလိုက်တာချစ်ချင်းမုန်းချင်းမရှိပဲနဲ့ကို ဖြတ်ပစ်လိုက်တာပေါ့အဲအဲ့ဒါမျိုးအဲ့ဒါကတော့ဥပိ္ပခအစ်စ်လို့ဆိုတဲ့နော်တချို့ကပြောရမယ်ဟဲနင်းနေရှင်တော့အလုံးလုံးနေတာပဲလူတိုင်းနဲ့အဆင်ပြေရမှာပေါ့မှတ်မှားတယ်ကိုအလုံးလုံးတက်လာအပ်တဲ့သူတွေအားလုံးနဲ့လည်းအဆင်ပြေအောင်နေမှာသဇင်တို့ဟာမမတို့လင်းတို့ဆိုတာအခုလုံနေတဲ့လင်းတို့အလုပ်တွေကလူတွေကို service ပေးရတဲ့အလုပ်တွေလေ service ပေးရတဲ့အလုပ်တွေမှာအာအဆင်ပြေအောင်ဆိုတဲ့စကလုံးဆိုတာထက်ကျမတို့ကဒီကိုယ့်ကိုအလုပ်ပေးတဲ့သူတွေချိန်နှက်အောင်ဟုတ်တယ်လောက်ရမယ် ဒါအမှန်ဆိုသူလင်းသိတဲ့အသည့်ဆရာတယောက်ပြောသလိုပဲပေါ့ကိုကိုအလုပ်ပေးတဲ့သူဟုတ်ကဲ့ကိုကိုသမင်းကျွေးနေရလို့အလုပ်လုပ်ပြီးသူ့ရဲ့အလုပ်ကိုကိုကတကို့လာအပ်လို့ရှိရင်တော့ဒီလူတယောက်ကိုတော့ကျမတို့ကဒီလူတယောက်ရဲ့အောက်ခြေသိန်းကအစာလုပ်ပေးရမှာကိုတောင်းဝင်ပဲလေဟုတ်တယ်ဒါကိုသွားပြီးတော့တထေးမလို့ခြိုးရဲလို့အလုပ်ရှင်မလို့ခြိုးရဲပေါ့မဟုတ်ဘူးလေးစားတမှုနဲ့လင်းတို့ကဒါတွေကို အလုပ်လုပ်ပေးရတာဟုတ်တယ် service ပေးရတဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်အရာရာကိုတစ်ခါတလေကြရင်ကိုယ့်ရဲ့အလုပ်မှာလည်းအဆင်မပြေတာတွေရှိတော့ညာလေသိခံရတယ်သိခံရတဲ့အပိုင်းတွေရှိတယ်ဟုတ်တယ်အဲ့တော့ဒီခဏလေးဆိုတာကအချိန်နေရှိမယ်အချိန်ခါရှိမယ်ဟုတ်တယ်အကြောင်းတရားရှိမယ်ဟုတ်တယ်အကျိုးတရားရှိမယ်အဲ့တော့ဒါပေမဲ့အဲ့ဒါကိုမှတိခတ်လို့စကားတော့ရှိရဲ့တိခတ်နိုင်တဲ့စွမ်းရည် ဆိုတာရှိတယ်ဆိုတာမျိုးအကန့်အသတ်ဆိုတာ level ဘလောက်မြင့်နေပြီလဲဟုတ်ကဲ့အဲ့တိခတ်နိုင်နေအတိုင်းထားတစ်ခုကိုကြော်လာပြီးဆိုရင်တော့ကိုယ့်ရဲ့ဘသူပဲဖြစ်ဖြစ်ပေါ့မိသားစုတော်၎င်းဆွေမျိုးတငယ်ချင်းမိတ်ဆွေတော်၎င်းအဲ့ခါကျလူတွေရဲ့ဟိုကပြန်မတုတ်ပြန်မင်းနဲ့ဥပိ္ပခါပြုလိုက်တဲ့နီလန်းတော့အကောင်းဆုံးပဲဘာတောင်လဲဆိုတော့ကိုယ်ထားပါတော့ကိုယ့်မိသားစုဝင်တော်၎င်းကိုယ့်ကတစ်ခုခုသူ့ကိုတင်ပြပေးတယ်သူ့ရဲ့အကြောင်းအရာလည်းပတ်သက်ပြီးကိုယ်လက်မခံနိုင်ဘူးညွှန်ပြပေးတယ်ပြောင်းဒါမဲ့ပြောင်းလဲလို့မရအောင်လူစရာတကယ်ပြောင်းလဲမှာလင်းပြောသလိုပဲသူ့ရဲ့စိတ်ခံစားချက်သူ့ရဲ့ပင်ကိုယ်ပီစားရပဲပြောင်းလဲမှာဖြစ်တဲ့အတွက်အဲ့တော့ဆုံးရ ချုပ်မိပြင်များရတဲ့မှာသိခံနိုင်စွမ်းလည်းရှိရဲ့အဲ့တော့ကျွန်တော်တို့သိခံတာနဲ့ပတ်သက်ပြီးတော့ကိုကိုတိုင်းလည်းကြုံတွေ့ရသလောက်လင်းရောပြောသလိုသဇင်ရောဆုလိုက်ရောလက်ရှိကျင့်သုံးနေအကောင်လုံးမှာဒီလူတိုင်းကျင့်သုံးနေတာကသိခံနိုင်တဲ့စွမ်းရည်ကိုကျိုးပေါက်သွားပြီဆိုလို့ရှိရင်တော့အကောင်လုံးကဥပိ္ပခါပြလိုက်တာအဲ့ပြန်မတုံ့ပြန်တာပြန်မတုံ့ပြန်တာကတော့ကိုအတွက်အကောင်ဆုံးပဲပြန်တုံ့ပြန်လိုက်ရင်တော့လုံးဝအမှားအမှားတစ်ထပ်မှားပြီးတော့အလော့မှားဖြစ်သွားမှာပေါ့ဟုတ်ပါတယ်ဟုတ်တယ်နော် ဲ့တော့ဒီခံနိုင်စွမ်းနဲ့ပတ်သက်လာရင်လည်းကျင့်သုံးမှုအတွက်ကတော့ဒါတော့နီလန်ကောင်းပါလေအဲ့တော့ပြိတ္တတီရောဘလို့အကြောင်းအရာတွေနဲ့ကျင့်သုံးနေရှိလဲပေါ့အဲ့ဒါလေးနဲ့ဆိုတော့တို့ကိုပြန်ပြီးဝေမျှမယ်ဆိုလို့ရှင်လည်းအကောင်းဆုံးလက်ခံပေးပါမယ်ရှင်ဟုတ်ကဲ့ပါရှင်